ကဲချင်းပြေပြီ15ရက်တိုင်းတိုင်းတရားဘာဝနာကိုစနစ်တကျနှိမ့်လမ်းမှန်ဖြင့်ဘာမြာအထောက်ကြရတဲ့ကောင်းမှုကုသိုလ်အစုစုတွေဓမ္မဒါနအလှူအာဟာရဒါနအလှူဝေယဝိဇ္ဇာအလှူစသည်ဖြင့်ပြည့်ပြည့်ပြည့်စုံများကောင်းမှုကုသိုလ်အစုစုတို့ကိုဆုတောင်းခြင်းအမြဝေခြင်း ပြုလုပ်တဲ့လုပ်ငန်းခွင်ပေါ့လေอืมအဲဒီတော့15ရက်တိုင်တိုင်ပြုလုပ်လိုက်တဲ့လုပ်ငန်းခွင်ကလေးလေးနက်နက်ရှိတယ်ခန်းခန်းညာညာလေးရှိတယ်အင်မတန်မှလေးနက်တယ်မုံလဲမုံမြတ်တယ်ဘာကြောင့်မုံမြတ်တယ်လို့ပြောရတာလဲဆိုတော့ဓမ္မဒါနဆိုတဲ့အလှဒါနကပစ္စုပန်တမလွန်မိမိတို့ရောကနှုတ်ဦးသားတို့ရဲ့အကျိုးကို မဘုံနိဗ္ဗာန်တိုင်အောင်ကျေးဇူးပြုပေးတဲ့လုပ်ငန်းခွင်ဖြစ်တယ်။ကိုယ်တိုင်လည်းပဲဓမ္မဒါနရှင်တွေက ကိုယ်တိုင်လည်းပဲပွားများအထောက်ကြတာဖြစ်သည့်အဲ့အတွက်ကြောင့်ဒီပစ္စုပန်ဘဝမှာလေးလေးနက်နက်ထားပြီးတော့သွားမယ်ဆိုရင်လေဝိပဿနာဉာဏ်တို့ရဲ့အဆုံးမှာချုပ်ငြိမ်းမှုနိရောဓသစ္စာအငြိမ့်တနိဗ္ဗာန်ကို သောတာပတ္တိမဉ္ဇဏ်ဘုံဉ္ဇဏ်တို့ဖြင့်ဒီတာဥပါဒိတိတနိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်နေဆိုတဲ့အရေးချင်းကတူတူငန်းကအကုန်လုံးရှိကြတာလေးလေးနက်နက်ထားပြီးအချိန်ကို ပိုင်းခြားပြီးအချိန်လေးတစ်ခုယူပြီးလှုပ်သွားကြမယ်ဆိုရင်ရနိုင်တယ်ဖြစ်နိုင်တယ်အဲအဲ့ဒီတော့ဓမ္မဒါနအလှဆိုတာကမိမိတို့ဘာနှုတ်ဦးသားတို့မဲ့ဖို့နိဗ္ဗာန်ကိုရောက်ဖို့ရန်အတွက် ကျေးဇူးပြုပေးတယ်ဗုဒ္ဓရဲ့ဓမ္မတရားကိုစာပေဆိုတဲ့လမ်းကြောင်းနဲ့လည်းပဲမတိမ်ဆောင်းသွားရအောင်ပါဠိတော်ထေကရာတို့နဲ့လည်းပဲတိမ်ဆောင်းမှုဖြစ်သွားရအောင်တမထဘာဝနာ လုပ်ငန်းရတခု ကိုပဲပြက်ပြက်သားသားဒါတမထဘာဝနာ လုပ်ငန်းပဲတမာတိထူထောင်တဲ့လုပ်ငန်းပဲဝိပဿနာလို့လည်းမပြောဘူးပြက်ပြက်သားသားတမာတိထူထောင်တဲ့လို့ဒီတမာတိထူထောင်တဲ့လုပ်ငန်းရက အောင်မြင်သွားပြီးအလင်းနဲ့ရှင်တွဲနေတဲ့ပရမေဇံဒုတိယဇံတတိယဇံသရုတ်တဇံတမာတိရပြီဆိုရင်ကျန်တဲ့စစ်မှန်တဲ့ယုံနာဓမ္မသင်္ခါရတရားဒုက္ခသစ္စာသမုဒယသစ္စာဝိပဿနာဉာဏ်ဝိပဿနာဉာဏ်တို့ရဲ့ဆုံးမနိရောဓသစ္စာမဂ္ဂသစ္စာဒီမိမိအတွက်တစ်နှစ်တစ်နှစ်အတွင်းမှာလက်တကမ်းသာလိုတော့တယ်ဆိုတာလေးဒါတွေကပြပြသားသားကို ပြောလို့ရတယ်ဆုံးပြည့်ချက်ချလို့ရတယ်။ဘာကြောင့်လဲပြုလုပ်နေတဲ့လုပ်ငန်းခွင်က တမာတိကိုထူထောင်နေတာတမာတိမှာဘာရှိလဲဆိုတာဒါအကြမ်းမြင့်ဘုသူတရားရှိသွားကြပြီတမာတိမှာဘာရှိလဲအလင်းရှိရဲ့ဒါတော့ပြောတတ်သွားရင်ရသွားပြီတော်တော်များများတမာတိမှာဘာရှိလဲမသိဘူးတဲ့တမာတိကဘယ်လောက်ထိကျေစုပြုတ်ပေးနိုင်နေဆိုတာကလည်းမသိဘူးဒါကလေးပြောနေကြတာတွေသိရတယ်ကြားရတယ်အလုတ်တွေကိုခွဲပြီးတော့ တမထကတဏ္ဍာန်ဝိပဿနာတဏ္ဍာန်လို့ခွဲခြားပြီးပြောသွားကြတယ်။အဲဒီဝိပဿနာမှာသီလသမာဓိပါနေတယ်ဆိုတာလေးကိုတော့ထည့်ပြီးတော့ပြောဖို့တော့လိုအပ်တယ်။ဝိပဿနာလုပ်ငန်းခွင်မှာသမာဓိကကျေစုမရှိလို့လို့ဒီလိုမျိုးကြီးခွဲခြားပြီးတော့ပိုင်းခြားပြီးပြောလိုက်တော့လုံသောသူတွေကဒါကြီးကတမထကြီး။အာဒါတော့ဝိပဿနာဝိပဿနာဘာလဲမေးလိုက်တော့လည်းပဲမပြောတော့ပါဘူး။ အဲဒါကြောင့်မို့လို့လုပ်ငန်းကရေးရတယ်သိကြတယ်တာဝန်ယူဖို့တာဝန်ခံမှုလည်းရှိတယ်ဒါကြောင့်မို့လို့ဓမ္မအလူတရားအလူအလွန်တရားမှမွန်မြတ်တယ်ဓမ္မဒါနအလူရှင်တွေကိုအကြောင်းပြုပြီးတော့ဓမ္မကိုလာပြီးတော့အားထုတ်နေတဲ့သူတွေအတွက်ဘလောက်ထိအကျိုးကျေးဇူးကြီးမားသွားလဲဓမ္မဒါနပြုတဲ့ပုဂ္ဂိုလ်တွေဘက်ကကြည့်မယ်ဆိုရင်အင်မတန်မှဝမ်းမြောက်စရာလဲရှိပါတယ်နော် လက်တွေ့လည်းအထုံနေကြတယ်ငြိမ်သက်နေကြတယ်ညော့သွားတာလည်းမရှိကြအောင်အဲလုပ်ငန်းကတော့ဘာကြောင့်လဲဘာကြောင့်ညော့မသွားလဲဆိုတော့လုပ်ငန်းကဆွဲဆောင်မှုရှိတယ်ဓမ္မကဆွဲဆောင်မှုရှိတယ်ပင်မနေတာလည်းမရှိဘူးအဲ့ဒီတော့တချို့ကတော့ပြောမှပင်မနာမရှိတော့တရားမဟုတ်လားမသိဘူးဆိုပြီးဒီလိုမျိုးတွေလည်းရှိကောင်းရှိနိုင်တယ်နော်အဲလောကကြီးကတော့စမ်းကြယ်တယ်တော်တော်စမ်းကြယ်တာပဲတစ်ခါအောက်ဆီရောက်သွားတော့ ဆရာတော်ကြီးတပါမိုးလင်းရင်သူပါပြောလဲလောကကြီးကဆန်းချေတယ်လောကကြီးကဆန်းချေဒါပဲပြောတကယ်လည်းဆန်းချေတယ်နော်အဲအဲ့ဒီတော့ဓမ္မဒါနအလှသည်အလွန်တရာမှမိမိတို့ဘာနှုတ်ဥသားအတွက်မွန်မြတ်သောစိတ်ထားဖြင့်ပြုလုပ်ပေးရတာအဲ့ဒီတော့ယခုလိုတပွဲတပွဲကျင့်ပါဖို့ဆိုတာလည်း တနှစ်လောက်မှတစ်ချိန်လောက်သာအချိန်ပေးပြီးလုံနိုင်တာလုပ်ငန်းတွေကိုလည်းပြစ်ထားပြီးတော့စူးစိပြီးတော့တနှစ်တကာစ조사ကြမယ်ဆိုပြီးတော့လုပ်ကြတာလေအဲ့ဒါမကြခဏလုံနိုင်မယ်ထင်လို့လားမနိုင်ဘူးမနိုင်ဘူးအဲ့ဒီတော့နောက်တစ်ခုအာဟာရဒါနကလည်းအာရဇယအာဟာရဒါနအာရဇယဆိုတော့အာဟာရဒါနသွမ်းဒါနဒါတော့ပဲမြင်လို့မရဘူးတဲ့ဒီအာဟာရရဲ့တဏ္ဍတထန့်တည် ခန္ရဲအသက်ဆက်ပေးနိုင်တဲ့စွမ်းအားရှိထမင်းအသက်ခန္ရဲဆိုတာကြားမှုကြားလာမသိအဲ့ဒီတော့အာဟာရဌာနကဘာလဲဆိုတော့အသက်ကိုပေးလှူရဲအဆင်းကိုပေးလှူရဲစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းကိုပေးလှူရဲခွန်အားဗလာဉာဏ်ပညာတို့ဘုရားပေးလှူရဲအဲ့ဒီလိုမျိုးထဲထဲဝင်ဝင်သိမယ်ဆိုရင်ပူရင်ပူရင်လည်းပဲလင်းနေတဲ့သဘောရှိတယ်။ဘာကြောင့် ထမင်းအသက်အဟာရရဲ့အသက်9ရက်လို့ပြောရလဲဆိုတော့ယုတ်ကမထံပိုင်းတို့ကပြောလိုက်တဲ့ကြာဘူးလိမ့်မယ်နော်။စားမြုပ်လိုက်တဲ့အဟာရကိုဒီဓကမထံပိုင်းရောက်တဲ့ပုဂ္ဂိုလ်ကအဋ္ဌကြီးလေးပါးကိုလည်းရင်းနှီးပြီးသိသိတတ်သွားပြီးဆိုတော့ဒီအဟာရမှာရှိတဲ့အဟာရဇယုတ်ကိုစစ်မှန်တဲ့အဟာရဇယုတ်ကိုရှုဖို့ရန်အတွက် ၆ द्वार လုံးမှရှိနေတဲ့အာဟာရစားရုပ်ကိုရှုနိုင်ရဲ့အတွက်ဟာစားမြုပ်လိုက်တဲ့အာဟာရမှာဓာလိပါနဲ့အာဂတတ္တယုတ်ကလဆိုတာရှိတယ်။အဲဒီဓာလိပါနဲ့အာဂတတ္တယုတ်ကလပိုင်းခြားယူလိုက်တော့အမုံတွေကြီးပဲ။အဲဒီအမုံတွေကအာဟာရကြောင့်မှဖြစ်တဲ့အမုံတွေဖြစ်တဲ့အတွက်ကြောင့်ဥဒုဇာယုတ်တဲ့။ပရမဉာဏ်မြင်ဆိုင်အောင်သစ္စာဉာဏ်မြင်ဆိုင်အောင်ဓာခွဲလိုက်တော့ပထဝီတ္တရှိတယ်။အဘောဓာရှိတယ်၊တေဇောဓာရှိတယ်၊ဝါယောဓာရှိတယ်။ အစင်းနံရတာဩဇာအဲ့ဒီဩဇာကိုဥဒ္ဒဇဩဇာအဲ့ဒီဥဒ္ဒဇဩဇာကိုအစာအိမ်နံရံဝန်းကျင်မှာရှိတဲ့ဇိဝိတနမကကလတွင်ရှိတဲ့ရုပ်တရားတဲ့ကကိုမျိုးတဲ့ကတေဇောဖြစ်တဲ့ပါစကဝမ်းမီပါစကတေဇောကဥဒ္ဒဇဩဇာကိုကျေစုပြုပေးလိုက်တယ်လောင်ကျွမ်းလိုက်တယ်ချက်လိုက်တယ်အဲ့ဒီတော့မှရုပ်အတ္တရုပ်ကလအတ္တဆိုတဲ့အဟာရဇယုတ်စာပွား တမ်းမြုံလိုက်တဲ့စားတောက်လိုက်တဲ့ကာယကံရှင်ကိုကျေစုပြုပေးမယ်ဟရဇာယုတ်တွေကဒါခုနှစ်ရက်အတွင်းအဟာရတစ်ခုကိုအကြောင်းကျိုးမငြိညွတ်လို့မရတော့ဘူးဆိုရင်ဒီတနတ်တစ်ထပ်ကကျေစုပြုပေးထားတယ်။ဒါကြောင့်ထမင်းအသက်ခုနှစ်ရက်ဆိုတော့အဲ့ဒီတော့သူတစ်ပါးကိုလှူဒန်းခြင်းအဲ့ဒီလိုလှူဒန်းခြင်းဆိုတဲ့လုပ်ငန်းရသည်စားသုံးတော်သူတွေအလှူကံပုဂ္ဂိုလ်တွေကို အသက်ခုနှစ်ရက်ဆက်ပေးလိုက်ရလဲရောက်ပါတယ်။ ဒါကြောင့်ဓမ္မေအသက်ခொနရေအစင်းကိုပေးလှူတယ်ဘိုက်စာနေတဲ့ကလေးတွေမှာအမေဘိုက်စာရဲဆိုရင်ကလေးရဲ့မျက်နှာဘလို့ဖြစ်လဲညှို့နွားတယ်အစင်းမလားသူလိုချင်တာသူမဟုတ်ဘူးပေးလိုက်တာသူ့ကိုကြွေးလိုက်တဲ့ခါကျတော့သူရှင်လန်းသွားတယ်အဲဒါကြောင့်သူ့ရဲ့အရေးစင်းလေးလည်းကြီးလင်းသွားတယ်ဘိုက်စာနေတယ်လို့ပြောတဲ့သူတယောက်ကစိတ်ဤကြီးလင်းမှုမရဘူးလေစိတ်ချမ်းသာမှုမရှိဘူးနော် စားတော်လိုက်တဲ့အခါကျတော့စိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းရသွားတယ်အဲ့ဒီတော့၄၅ရက်လောက်ထမင်းအာဟာရဆိုတာမသုံးဆောင်ရဘူးဆိုရင်မသုံးဆောင်ရတဲ့ကာယကံရှင်မှာတတိယော့ပါတတိကအနည်းနဲ့မြန်လျော့ပါတတိနဲ့ပတ်သက်နေတဲ့စံလင်းနေတဲ့အသိဉာဏ်တွေလည်းနည်းနည်းလျော့ပါအာဟာရကို ပြန်လည်ပြီးတော့သုံးဆောင်လိုက်ရတဲ့အခါကျတော့ ခွန်အားကလာဉာဏ်ပညာတွေကလည်းပြန်ပြီးတော့အရှိရှိတိုင်းလေးပြန်လည်ပြီးတော့အဲဖြစ်ပေါ်လာတဲ့တည်ရှိလာတဲ့သဘောဖြစ်သွားတယ်။ဒါကြောင့်အာဟာရဒါနကလည်းမောမြတ်တယ်၊ဓမ္မဒါနကလည်းမောမြတ်တယ်။အဲဒီတော့15ရက်တိုင်းတိုင်းဓမ္မဒါနအလူအာဟာရဒါနအလူဝိယာဝိဇ္ဇာအလူရန်တို့နဲ့အာသာသောအာသာပစ္စည်းအလူစသည်ဖြင့်အလင်းတအလူ အေးဓာအလှူဆိုတဲ့စီအလှူတွေစသည်ဖြစ်ပေါ်လေဒါလေးတွေလည်းအကုန်လုံးဟာဓမ္မဒါနာအတွက်အထောက်အကူပြုတယ်အလွန်တရာမှကျေးဇူးကြီးများကြီးမားတယ်တဲ့နော်အဲ့ဒီတော့ယနေ့ပြုလုပ်တဲ့အန်တပတ်အတွင်းပြုလုပ်တဲ့ကောင်းမှုကုသိုလ်အဆုစုတို့ကိုဆုတောင်းမယ်အမျှဝေမယ်ရေစက်ချမယ်နော်ဆုကတော့ဘာဆုတောင်းကြမလဲ အော်အေးအေးဆရာတော်ပြန်အေးအဲ့တော့ဆုကတော့ဘာဆုတောင်းမလဲမသိဘူးပေါ့နော်နိဗ္ဗာန်ဆုပဲပေါ့ဟာလာအဲ့ဒီတော့ဗုဒ္ဓကလည်းပဲဘဝတို့မြည်သည်ဘယ်ဘဝမှာကောင်းတယ်လို့မချီးမွမ်းထားဘူးဘာကြောင့်လဲဆိုတော့ဘဝတို့မြည်သည်မှာမွေးခြင်းတည်ခြင်းပဲရှိတာလေဘောဓိမန္တိုင်မှာ ိုက်ခင်ရှင်ရအကျင့်မြတ်ကိုနိမလမ်းမှန်နဲ့ကျင့်လိုက်တဲ့အချိန်ခါမှာဘောဓိမန္တန်မှာဝိပဿနာအာနာပါနကမ္မထံကိုဝိပဿနာရဲ့အခြေပါရကအပြည့်သမာဓိထူထောင်ကတိုင်း7ပါးသမဘာ7ပါးယုံနာဓမ္မသင်္ခါရတရားတွေကိုရှုပြီးတော့ပြည့်စရာပရိက္ခဉာဏ်ပိုင်းပရိစ္ဆသမုပ္ပါပိုင်းအတိတ်ဘဝကိုရှုတဲ့တဘဝနှစ်ဘဝကဘာနဲ့ချီပြီးတော့ဘဝတွေကိုသိတော့ဘဝမျိုးစုံအောင်ဖုံဖုံကျင်လီချက်စားတာ အဲ့ဒီဘဝတွေမှာအကုန်လုံးမွေးခြင်းတည်ခြင်းပဲရှိတယ်တခြားအထူးမရှိဘူး။ဒါကြောင့်ဘဝတို့မြည်ဒီဘယ်ဘဝမှာကောင်းတယ်လို့မချင်မှမို့နိဗ္ဗာန်စုကိုသာတောင်းပါ။အနုပါတိပိသနိဗ္ဗာန်ဝိပဿနာဉာဏ်တို့ရဲ့အဆုံးမှာသဥပါတိပိသနိဗ္ဗာန်။အဲ့ဒီတော့သဥပါတိပိသနိဗ္ဗာန်အနုပါတိပိသနိဗ္ဗာန်ကိုအာယုံပြုပြီးတော့ဆုတောင်းကြမယ်အမြဝေကြမယ်နော်။ 3ရက်3လ2025ရက်နေ့မှသည်ယနေ့18ရက်3လ2025ရက်နေ့ထိ15ရက်တိုင်တိုင်ကျင်းပပြုလုပ်ခဲ့တဲ့နေ့တရားစခန်းရဲ့အောင်ပွဲဌာနအစီအစဉ်ပါဗျာပထမအနေနဲ့လူရှင်များတည်တည်ယောဂီများစုပေါင်းလူဒန်းတာတဲ့ဓမ္မပူဇာနဝကမ္မ125သိန်း ရှိပါတယ်ဖေဟာကပိယကိုမြတ်တော်ထံအဆောင်ဖျားတပည့်တော်လူတန်းမှာဖြစ်ပါတယ်ဒီစီစဉ်အား15ရက်တိုင်းတိုင်းအလူကံဌာနမှာဝေယဝိဇ္ဇဆောင်ရွက်တဲ့ဆရာမဒေါ်အေးစင်းနဲ့အဖွဲ့တော်မှအနန္တလူရမ်းမှာဖြစ်ပြီးတော့တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေကစီစဉ်ဆောင်ရွက်ဖို့ဖြစ်ပါတယ်။အလှငွေစင်းဖတ်ကြားတဲ့နေရာမှာတော့မတ္တီအလှအနေနဲ့ဘုရားတပည့်တော်တို့ယောဂီအားလုံးလည်းသိအောင်ကြောင်း190နဲ့9သိန်း ရရှိပါတယ်ဆက်3စီအနေနဲ့120နဲ့2သိန်း US 200ဒေါ်လာဖြစ်ပါတယ်ခင်ဗျာစရင်3ဆွဲစရင်တွေအားလုံးချုပ်ပြီးတဲ့အချိန်မှာတကယ်ပိုလာတဲ့ငွေစင်းများအားရာတပီတော်များသရုဒ္ဓအကြိမ်အတွက်စင်းပွင့်အနေနဲ့တပီတော်တို့ထိမ့်သိမ်းပြီးတော့မှငွေစင်းဖွင့်လှစ်သွားမည်ဖြစ်ပါအကြောင်းကိုလည်းပဲယောဂီအားလုံးကိုလည်းအစီအခံတင်ပြလိုပါတယ်ခင်ဗျာ နောက်နေ့အလင်းတင်းတဲ့အချိန်မှာဖရာတပည့်တော်များသရုဒအကျင့်ကျင်းပနိုင်ဖို့လဲမျှော်လင့်ပါတယ်ဖရာရှောက်လဲရှောက်ထားပါတယ်ဖရာစီစဉ်ရာနဝကမ္မလူတန်းမြေအစီအစဉ်ဖြစ်တည်အတွက်ကပ္ပိယအဖြစ်ဆောင်ရွက်မဲ့ကိုမြတ်ထုတ်အားဒေသာစွာဖိတ်မှန်ဖိတ်ကြားပါတယ်လူကံဌာနမှာဆောင်ရွက်တဲ့ဆ ्याम တော်အေးစင်းနဲ့ယုံပွဲမှုတော်ဆန်းရာတပည့်တော်များ ဝိထုငွေလွာ125သိန်းမှ ဖြစ်ပေါ်လာတဲ့ဓမ္မပူဇာအားအရှင်ဘုရားအလိုရှိပါက ကပ္ပိယကုမြတ်တော်ထံမှာအလူခံယူနိုင်ပါတယ်ဘုရားအာလုံးဝမ်းမြောက်ဝမ်းသာတာဓုခေါ်ကြပါကုန်သို့သာဓုသာဓုသာဓုလူကန္တာနာမှာနေစဉ်ဆောင်ရွက်ပေးခဲ့တဲ့ ဝေယဝိဇ္ဇအဖွဲအားလုံးနဲ့ခြားဝေယဝိဇ္ဇအားလုံးကိုလည်းအထူးပင်ပြီးမှအသိဉာဏ်လည်းကျေးဇူးတင်ရှိပါရခင်ဗျာဆက်လက်၍ရေစက်ချတရားအစီအစဉ်အားစီစဉ်တိုင်းဆောင်ရွက်ပေးပါရန်ဖရာတပည့်တော်ခြေတော်ဆုံးဥခိုက်၍လျှောက်ထားပါသည်ဆရာတော်ရှင်သူမြတ်ဖရာရှင်ဖရာရဏသုံးတံရဏသုံးတံ ံဃာဤအကျိုးတရားတို့ပေါ်၌ကျိုးတရားတို့ပေါ်၌ဘဝေဘဝေယုံကြည်ကြပါကုန်သည်ဖြစ်၍ယုံကြည်ကြပါကုန်သည်ဖြစ်၍ဣဣတောဣဣတောကြည်ပြောခြင်းမရှိသောကြည်ပြောခြင်းမရှိသောကုနာယဖြစ်သောကုနာယဖြစ်သောနိဗ္ဗာန်ကိုနိဗ္ဗာန်ကိုမျက်မှောက်ပြု မြတ်မောကျူပါရခြင်းအကျိုးမှာရဏကိုကရဏကိုသုံးပါးသည်သုံးပါးနှင့်မဟာသုဟာဝတော်တိလာတော်မြတ်ကိုတိလာတော်မြတ်ကိုသုံးခံယူပြင်သုံးခံယူသောတိကြပါကုန်၏သောတိကြပါကုန်၏ရဏကိုတိလာ၌တိလာ၌တိရှိကြကို ဤကြည်ကြကုန်သောတိရောမြာတိတိရောမြာတိသမာယေတိုင်တိုင်သမာယေတိုင်တိုင်ဓမ္မအလူဓမ္မအလူဟာရဒဟာရဒနာအလူဟာရဒနာအလူဓမ္မစာဟုအလူဓမ္မစာဟုအလူအလင်းတအလူအလင်းတအလူစီအလူစီအလူအေဒအလူအေဒအလူ ยาโดเนอัสสโตอัสสะโตอัสสะปิสิลุอัสสะปิสิอลุวิยาวิสะอลุวิยาวิสะอลุสาติโตโกสาติโตโกทุฑัญญะภาคุอิทุฑัญญะภาคุอิสมายะไกไดสมายะไกไดควาญญะควาญญะทุจะภาคุอิอาทุจะภาคุอินิพพานัตตานิพพานัตตาปิสิ ပိစေယောဟောတုဟောတုဣကေတုဣကေတုပိလူယသောပိလူယသောပြုလုံယသောပြုလုံယသောရရှိအပ်သောရရှိအပ်သောကောင်းမှုကုသိုလ်ကောင်းမှုကုသိုလ်စေတနာကံစေတနာကံလုံးစုံသည်အလုံးစုံသည်မဟာသဘောလေးတံအာတဝေါလေးတံဘုံညာမှန်သည်ဘုံညာမှန်သည် ိဗ္ဗံဤအထောက်ခံကောင်းသည်တောက်ပံ့ကောင်းသည်ပြရပါစေသာပြရပါစေသာရှင်မြတ်ဖရာရှင်မြတ်ဖရာရှင်ဖရာဤတော်များသည်ဤတော်များသည်ငါရဲ့တိုင်တန်ငါရဲ့တိုင်တန်ပြုလို့ရသောပြုလို့ရသောကုသိုလ်ဤကောင်းမှုကုသိုလ်ဤအဖို့ပါကကိုဘောပါကကိုကုန်ကြည်စုကုန်ကြည်စုအထ တူကြီးကြကုန်တော်မိခင်ပါခင်ဆရာသခင်ဧသူရှင်တော်အား၎င်းရှိရှိဘဝရှိရှိဘဝယခုဘဝ၌ယခုဘဝတို့၌သောစကြကုန်တော်သောစကြကုန်တော်ွယ်လွန်ကြလေကုန်ပြီတော်ွယ်လွန်ကြလေကုန်ပြီတော် ဒီသာဘူဘွားဆွေမျိုးညာဤတော်၎င်းဆွေမျိုးညာဤတော်၎င်းဇာမင်းဤ၎င်းတရားတင်ဤ၎င်းဇမမင်း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 ၎င်းဒီတော်တို့ကိုတတိတော်တို့ကိုဆုံးဖြောင့်လေရှိကြကုန်သောသောကြောင့်လေရှိကြကုန်သောမျက်နှာကောင်းတပြက်ကောင်းအပေါင်းတို့၎င်း င်းပေါင်းတို့အား၎င်းရဏကရရဏကရဘိမှန်တော်ကြီး၌ဘိမှန်တော်ကြီး၌ဆောင်းလျှောက်လေရှိကြကုန်သောဆောင်းလျှောက်လေရှိကြကုန်သောမြေနကောင်းတဏ္ဍကောင်းဘောင်းတို့အား၎င်းနာပေါင်းတို့အား၎င်းဤတို့တို့ဤတော်တို့ဤတန်ရာအိမ်ကိုဤတန်ရာမြို့ကိုဤတန်ရာမြို့ကိုဤတန်ရာရက်ွက်ကို ေတံယာရက်ွက်ကိုလောကံယာလုပ်ငန်းတွင်ကိုလောကံယာလုပ်ငန်းတွင်ကိုဆုံးရှောင်းလေးရှိကြကုန်သောနတ်မြတ်နောင်နတ်ပောင်းတို့အား၎င်းနတ်ပောင်းတို့အား၎င်းဘုံဇေတဘုံဘုံဇေတဘုံရှင်လေကြကုန်သောဝိနေယဝိနေယဒုက္ခိတဒုက္ခိတ ဒုတိယဘတ်တော်အပေါင်းတို့အား၎င်းဘတ်တော်အပေါင်းတို့အား၎င်းရေဆက်တွန်ချရေဆက်တွန်ချအမြပေးဝေပါကုန်၏အမြပေးဝေပါကုန်၏ဒုဒုခိတာဒုဒုခိတာဒုခိတာဒုခိတာဘတ်တော်အပေါင်းတို့သည်ဘတ်တော်အပေါင်းတို့သည်ဒီတော်တို့နှင့်တတိတော်တို့နှင့်သတ္တုထမြာသတ္တုထမြာဒီနေ့ဤယေဒီနေ့ဤယေပြုလုံရ ပြုလုံးရသောဘာမှုကုသိုလ်ဤဘာမှုကုသိုလ်ဤအဖို့ဘာကကိုဘောဘာကကိုအတုတကွာအမြရာကြ၍အမြရာကြ၍ကိုယ်စိတ်နဲ့ပြာကိုယ်စိတ်နဲ့ပြာချမ်းချမ်းမာမာချမ်းချမ်းတာတာချမ်းချမ်းတာတာရှိ ရှိကြကုန်သည်ကြားပါစေသောကြားပါစေသောကုသိုလ်အများအများအများယူတော် ်စုဘုရားကတော်ယူတာရုခောရုပ်သိမ်းပေးကြပါကုန်သို့ဘုရားဘုရား